တော့ဒီအကျဉ်း20အတွက်ကိုဒီခုနှစ်နှစ်ချားစီရနေပြီးတော့စီကြောလိုင်းကိုကျွန်တော်တို့အစအဆုံးပြနေပူစီယိုဖိုင်ရှင်းနေမှာဆိုလို့ခုနှစ်နှစ်ချားစီကြောကိုအတူချုံပြီးတော့လူရင်းကိုပဲမင်းသားတင်ပြပေးပါမယ်ဗျမင်းသား organ ကို ဟာပါဩဒီတကွက်ပေါ့နော်သူဩဒီကနှစ်ကွက်တတရဩဒီက၃ကွက်ပေါ့နော်တဲ၆ကွက်ပတ်တိုင်းထုတ်ပါလေဟုတ်လူရင်းကိုကျွန်တော်တင်ပြပေးပါမယ်နော်ခုနှစ်နဲ့၆စီတို့ဒီကိုခါခုနှစ်နဲ့၆ကိုခါခုနှစ်နဲ့၆ကိုခါခုနှစ်နဲ့၆ကိုခါပေါ့နော် အဲ့ဒီကိုခါကိုကျွန်တော်တို့ဒီ6နှစ်ကိုတည်ခွန်လေးလေးကိုတည်ခွန်35ကိုတည်ခွန်26ကိုတည်ခွန်ဆိုပြီးတော့ကိုခါတွေကိုခွန်ဖြစ်ချင်းနေနဲ့အတိအကျရိုက်ပြီးတော့ဒီကိုခါရဲ့အပေါ်က68ခွန်တည်သူ့ရဲ့အောက်မှာပြန်ကြဒီကိုခါရဲ့အပေါ်က98တည်ဒီသူ့ရဲ့အောက်ထဲမှာပြန်ကြ ဒီကိုးကားရဲ့ပေါ်ကတုံညာငါးတုံညာသည်သူ့ရဲ့အောက်ထဲမှာပြန်ကြဒီကိုးကားရဲ့ပေါ်က26သည်သူ့ရဲ့အောက်ထဲမှာပြန်ကြဆိုပြီးတော့ဒါဒီတော့ကကျွန်တော်လိုင်းမော်ကိုတင်ပေးခဲ့ပြီးတော့26ကဒီကိုးကားရဲ့အောက်မှာတော့ဒီမှာပြန်ကြလိုက်ရမှာဆိုပြီးတော့ကျွန်တော်တင်ပေးခဲ့လို့အောင်မြင်တဲ့လူတွေအများကြီးပါပဲเนาะအဲ့ဒီလိုင်းကနေပြီးတော့ဒီကိုးတွေဒီပေါ့เนาะ တိကိုးတွေသည်ရှစ်ပိတ်နဲ့တစ်ပိတ်သည်ကိုးအဲ့ဒီကိုးတွေသည်သုံးပိတ်နဲ့ခြောက်ပိတ်သည်ကိုးတစ်ပိတ်နဲ့ရှစ်ပိတ်သည်ကိုးသုံးနောက်ပိတ်နဲ့ခြောက်နောက်ပိတ်သည်ကိုးပေါ့နော်ကိုးခါလေးချက်ကိုးနောက်ပိတ်နှလုံးကိုးခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုးခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုးခုနှစ်နှစ်ချာ နောက်ပိတ်နှလုံးကိုကိုလေးချက်ပြန်ရိုက်တာအဲ့ဒီကိုလေးချက်ကို3 4 6ဆိုတဲ့လိုင်းရဲ့6 5 4 3ဆိုတဲ့လိုင်းရဲ့အဲ36နဲ့ကို4နဲ့5နဲ့ကို5နဲ့4နဲ့ကို6နဲ့3နဲ့ကိုဆိုပြီးတော့ပြန်ဖြီမှာပေါ့နော်အဲ့လိုဖြီတဲ့ချိန်မှာပေါ့နော် ေပေါင်းကိုပရိတ်တိပရိတ်တော့ကိုတိတုံးဒီတော့ရှေပေါင်း3ပရိတ်5ပရိတ်6 3 5 6ဒီလေ3လေရှေပေါင်း6ပရိတ်တိပရိတ်ရှေ6တိရှေဒီ5 3 4 5 6ရှေပေါင်း5ပရိတ်6ပရိတ်5 5 6 5 6 3 4 5 6လို့တစ်ဖက်ကရိုက်လိုက်တာပေါ့နော်ဒီနောက်ပိတ်နှလုံး6လို့ရိုက်တဲ့အဲ့ဒီ6လေးကိုဒီဘက်တစ်ဖက်က3 4 5 6ရိုက်ပြီးတော့ တစ်ဖက်က3 4 6လို့ရင်ရိုက်ပြီးနောက်တစ်ဖက်က6 5 4 3လို့ပြန်ရိုက်တာပေါ့နော်နှလုံးမောင်းလေးဗရိတ်တစ်ဗရိတ်တစ်ဒီ6နှလုံးမောင်း3ဗရိတ်လေးဗရိတ်7ဒီ5 6 5နှလုံးမောင်း3ညာဗရိတ်9ဗရိတ်5ဒီ6 5 4 6 5လုံးမောင်း7ဗရိတ်3ဗရိတ်2ဒီ3 6 5 4 3နော်နောက်ပိတ်နှလုံးကိုးတွေကိုရိုက်တယ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 ် ကိုးတွေကိုရိုက်ပြီးတော့ဒီဘက်က3 4 5 6လို့ရိုက်ပြီးတော့ကြံတဲ့တစ်ဖက်က6 5 4 3လို့ရိုက်တာဟဲ့3 4 5 6နဲ့6 5 4 3ဆိုတာလေဒီကိုးတွေကိုပဲပြန်ဖြီတာပေါ့နော်ဒီကိုးတွေကိုပဲသူပြန်ဖြီတာအဲ့ဒီကိုကိုးတွေကိုဖြီခဲ့တဲ့ 3456နဲ့6543ကိုကျွန်တော်တို့ကအခုဒီဒီချိန်မှာရိုက်တော်မှာပေါ့နော်ပရိတ်ကိုအဲရှေးပေါင်းကိုပရိတ်တပရိတ်သုံးကိုတစ်သုံးဒီသုံးရှေးပေါင်း3ပရိတ်ကပရိတ်6ဒီလေး34ရှေးပေါင်း6ပရိတ်တပရိတ်ရှိဒီ5နော်345ရှေးပေါင်း5ပရိတ်6ပရိတ်5ဒီ6 3456နော်အဲ့လိုရိုက်ပြီးတော့အဲ့ဒီ3456ဒီ နော်မှတ်ထားပါနော်အဲ့ဒီ3 4 5 6တီးတော့ဒီရိုက်ခဲ့တဲ့နောက်ပိတ်နှလုံးကိုယ့်ရဲ့ဒီနောက်နဲ့မှာပြိတ်3ကိုကြားလိုက်တာနဲ့သူ့အောက်နှစ်ပင်ကျော်ကနန်းတို့ရိုက်မှာပြီးတော့3ပြီးတော့4ပေါ့နော်ရှေးပေါင်း3ပြိတ်5ပြိတ်6တီး4အဲ့ဒီလေးဒီဒီနောက်ပိတ်နှလုံးပေါင်းကိုယ့်ရဲ့ဒီနောက်နဲ့မှာ ရိတ်သုံးပြီးတော့ဗရိတ်လေးလို့ yay လိုက်မှာပေါ့နော်ဗရိတ်လေးလို့ yay မှာဗရိတ်လေးမ yay မချင်းပေါ့နော်ပရမအုံးဆုံး yay တဲ့ဗရိတ်လေးမှာကျွန်တော်တို့ကအကျုံးဝင်မှာဗရိတ်လေးကမ yay ဘူးမ yay ဘူးမ yay ဘူးနော်ဗရိတ်လေးမ yay ဘူးနောက်နေ့ဒီဆက်လိုက်တယ်ဗရိတ်လေးဗရိတ်လေးဗရိတ်လေးကဒီကမှ yay ပြီ yay လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ကျော်ကငန်းနော်နောက်ရတဲ့ငယ်ချင်းတွေနောက်ပိတ်နှလုံးကိုလို့ yay တယ်နောက်နေ့ကနေစပြီး ပဋိသုံးလို့ကြားမှအဲ့ဒီပဋိသုံးရဲ့နှစ်ပင်ကျော်ပါကနန်းနောက်ပိတ်နှလုံးမောင်ကိုလို့ရိုက်တဲ့နောက်နှစ်အဲ့မှာပဋိလေးလို့ကြားမှပဒိလေးရဒီကြမှာကြတာပဒိလေးလို့ပထမအောင်ဆုံးကြတဲ့ပဒိလေးလို့ကြလိုက်မှသူ့ရဲ့နှစ်ပင်ကျော်ဟာကနန်းနောက်ပိတ်နှလုံးကိုးလို့ရိုက်ပြီးတော့ပဒိသုံးပြီးပဒိလေးပြီးတော့ပဒိငါသူ့ရဲ့နောက်နဲ့မှာပဒိငါလို့ရိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ကျော်ဟာကနန်း ုကကျွန်တော်တို့ကဒီနောက်ပိတ်နှလုံးကိုနောက်ပိတ်နှလုံးကိုလို့ရိုက်ပြီးသူ့ရဲ့နောက်ထဲမှာပဒိတ်6လို့ရိုက်လိုက်မှနော်ပဒိတ်6လို့ရိုက်လိုက်မှပဒိတ်6လို့ရိုက်လိုက်မှပထမဦးဆုံးရိုက်တဲ့ပဒိတ်6ရဲ့နှစ်ပင်ကျော်ကငန်းကျွန်တော်တို့ကရိုက်မှပဒိတ်6လို့ရိုက်တဲ့နှစ်ပင်ကျော်ကငန်းကိုရိုက်တဲ့အချိန်မှာခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့ဖရိညာကိုဖြစ်ချင်းကြီးပေါ့နော်ဖရိ3လို့ရိုက်တယ်သူ့ရဲ့နှစ်ပင်ကျော်မှာပဒိတ်9နဲ့ ပရိတ်လေးသည်ကိုးလို့ရိုက်တယ်ပရိတ်သုံးပြီးတော့နောက်ပိတ်နှလုံးကိုးလို့ရိုက်တဲ့နောက်နဲ့မှာပရိတ်လေးလို့ရိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ကျော်မှာပရိတ်ခြောက်နဲ့ပရိတ်သုံးသည်ကိုးလို့ရိုက်တယ်ပရိတ်သုံးပရိတ်လေးပြီးတော့ပရိတ်ငါပရိတ်ငါလို့ရိုက်တဲ့သူ့ရဲ့နှစ်ပင်ကျော်မှာပရိတ်နှစ်နဲ့ပရိတ်ခုံသည်ကိုးလို့ရိုက်တယ်နော်အပရိတ်သုံးပရိတ်လေးပရိတ်ငါပြီးတော့ပရိတ်ခြောက်လို့ရိုက်တယ်ပရိတ်ခြောက်ရဲ့နှစ်ပင်ကျော်မှာ ဘရိတ်နှစ်ခုရဲ့ပေါင်းလိုက်သည်ကိုးလို့ရိုက်မယ်ဘရိတ်၁နဲ့ဘရိတ်၈မှာဘရိတ်၁နဲ့ဘရိတ်၈မှာကိုးလို့ဖြစ်မှာဘရိတ်နှစ်ခုရဲ့ပေါင်းကိုးဖြစ်ဖို့ကတော့ကျွန်တော်တို့ကဘရိတ်၈နော်ဘရိတ်၈ဘရိတ်၃လို့ရိုက်တယ်နှစ်သူကနေပြီးတော့မှကျွန်တော်တို့ဒီနှစ်ပေညော်မှာပေါ့နော်ဘရိတ်နှစ်ခုရဲ့ပေါင်းလိုက်ဘရိတ်၅နဲ့ဘရိတ်၄ဒီကိုး ဘရိတ်လေးလိုရိုက်တယ်ဘရိတ်6နဲ့ဘရိတ်3ဒီကိုဘရိတ်5လိုရိုက်တယ်ဘရိတ်2နဲ့ဘရိတ်9ဒီကိုဘရိတ်6လိုရိုက်တယ်ဘရိတ်3နဲ့ဘရိတ်7ဒီကိုအဲ့ဒီဘရိတ်နှစ်ခုရဲ့ပေါင်းတဲ့ကိုးတွေဒီနော်ဒီကိုးတွေပေါ့နော်ဒီကိုးတွေဒီကိုးတွေဒီကိုးတွေပေါ့နော်အဲ့ဒီကိုးတွေဒီအဲသူရိုက်မဲ့စနစ်ကခုနကကျွန်တော်ရိုက်တယ်ဒီဘက်က3ဒီဘက်က4ဒီဘက်က5ဒီဘက်က6ရိုက်တော့မယ်နော်3 4 5 6 ပရိသတ်၃လို့ရိုက်ပြီးတော့ပရိသတ်ခုပေါင်း၉လို့ရိုက်တဲ့ချိန်မှာဒီပရိသတ်၃ဒီထိတ်စည်းနဲ့ကွာပေါင်းနဲ့၃လို့ရိုက်တယ်ဒီပရိသတ်၄လို့ရိုက်တဲ့အခါမှာပရိသတ်ခုရဲ့ပေါင်းလဲ၉လို့ရိုက်တဲ့ချိန်မှာဒီပရိသတ်၄ဒီထိတ်စည်းနဲ့ကွာပေါင်းနဲ့ဒီ၄လို့ရိုက်တယ်၃၄ဒီပရိသတ်၅လို့ရိုက်ဒီပရိသတ်ခုပေါင်း၉လို့ရိုက်တယ်ဒီပရိသတ်၅မို့လို့ထိတ်စည်းနဲ့ကွာပေါင်းဒီ၄၈၃နော်ထိတ်စည်းနဲ့ကွာပေါင်းဒီ၅လို့ရိုက်တယ် ပရိတ်သုံးကို၈တုံညာ၅ဒီသုံးလို့ရိုက်တယ်ပရိတ်လေးကို၂၅ခွန်ဒီလေးလို့ရိုက်တယ်ပရိတ်၅ကို၄၈၃ဒီ၅လို့ရိုက်တယ်၃၄၅နော်ဒီပရိတ်သုံးကို၃လို့ရိုက်တယ်ဒီပရိတ်လေးကို၄လို့ရိုက်တယ်ဒီပရိတ်၅ကို၅လို့ရိုက်တယ်ဒီပရိတ်၆ကို၆လို့ရိုက်ရမယ်ဒီပရိတ်6ကိုထိပ်စည်းနဲ့ကွာပေါင်းဒီ6လို့ရရမယ်6ထိပ်စည်းလို့ကွာပေါင်း30 3456ကို3456နဲ့ရိုက်ဖို့ခွာပေါင်း30ကျွန်တော်တို့ရိုက်ခဲ့တုန်းကဒီဘက်က3ဒီဘက်ကဒီဘက်ဒီဘက်မှာ3 4 5 6 3456လို့ရိုက်ပြီးတော့ဒီဘက်မှာ6 5 4 3လို့ရိုက်ခဲ့တယ်ကိုဖြစ်ချင်းတွေကို6356နဲ့6543လို့ရိုက်ခဲ့တယ်ကိုဖြစ်ချင်းတွေကို3456နဲ့ 6543လို့ရိုက်ခဲ့တယ်။အဲဆိုဒီဘက်က3ဒီဘက်က4เนาะ3 4 3 4ဒီဘက်က5 3 4 5ဒီမှာ6 3 4 5လို့ရိုက်ပြီးရင်ကျန်တဲ့တစ်ဖက်မှာ6 5 4လို့ကျန်နေရမယ်ဒီမှာเนาะဟော6 5 4 5 6 3 4 5 6543လို့ရိုက်ဖို့အတွက်က8ခါနော်နှလုံးပေါင်းလေးပရိတ်တိပရိတ်တိဒီ6နှလုံးပေါင်း3ပရိတ်လေးပရိတ်ရှိဒီ965နှလုံးပေါင်း10ပရိတ်ကိုပရိတ်က3995ဒီလေး65လေးနှလုံးပေါင်း10ပရိတ်3ပရိတ်နှစ်ဒီ365လေး3အဲ့ဒီ653ကိုခါရိုက်တာဒီမှာနော်3လေး9ဒီ6နှစ်နှစ်တိဒီက65 356ဒီလေး65လေး နော်ဒီမှာ698ပြီးတော့653 6543ကို6543လို့ရိုက်ဖို့အတွက်က6ခါဒီဘက်က3456အဲ့ဒီ3456ကိုပရိတ်3 7305ဒီ3ပရိတ်4 259ဒီ4 34ပရိတ်5 483ဒီ5 345ပရိတ်6 6ထိပ်နဲ့ကွာပေါင်း10ဒီ6 3456 ါမောင်းရိုက်တဲ့စနစ်သည်3 4 5 6ပါမောင်းရိုက်တဲ့စနစ်သည်3 4 5 6နဲ့သွားပြီးတော့အလဲတိုင်းရိုက်တဲ့စနစ်သည်6 5 4သုံးနဲ့သွားမှာအလဲတိုင်းရိုက်တဲ့စနစ်သည်6 5 4သုံးနဲ့သွားဖို့အတွက်က8ခါခွာပေါင်းရိုက်တဲ့စနစ်ဒီ3 4 5 6နဲ့သွားဖို့အတွက်ခွာ30ရှစ်ခါနဲ့ခွာ30အဲ့မှာလွတ်နေတာ တွတ်နေတာဒီဗရိတ်၄နဲ့အမ်ဒီဗရိတ်၆နဲ့၃ညာထိပ်ပြီး၆ဒီဗရိတ်၁နဲ့၅ထိပ်ပြီး၆ဗရိတ်၈နဲ့၈ထိပ်ပြီး၆ဗရိတ်၄နဲ့၂ထိပ်ပြီး၆ဆိုရင်ကျွန်တော်တို့က၂ထိပ်နဲ့ဘောနော်၂၈၈အမမို့ရင်မထွက်သေးတဲ့၃ညာထိပ်နဲ့ဆို၃ညာ၈၃ညာပေါ့၈ခါနဲ့ကွာ၁၀ဦးအမနေ့သားတငယ်ရင်းနေ အဲဒီလိုင်းလေးမှာရှစ်ခါနဲ့ကွာ30ပေါ့နော်အဒီလိုင်းလေးမှာ10ဆယ်ခွဲပေါ့နော်အတရာ1ရှစ်ရှစ်နဲ့3ည8 3ညကိုမနက်တက်တည်ပေးလိုက်ပါလေဟုတ်လောလောဆယ်ဒီတစ်ပိုင်းတော့အချိန်20အတွက်စပြီးတင်ပေးလိုက်ပါပြီနော်ဟုတ်ကျွန်တော်မင်းတက်တာပါ